မကြီးအဲ့လိုမျိုးနွေရပတ်စံစုပေးတယ်ကိုလည်းမိသားစုလေးနဲ့ပြန်နေလို့ရအောင်ဆိုပြီးတော့အဲ့ဒါကိုလှုပ်သွားတာတကယ်ဘဝမှာလည်းမှတ်မှန်ရရဘဝဘာမှအင်းကြောင့်ဘာမှမသိဘဲနဲ့ရှောက်စီစဉ်တာကိုလည်းလုံလုံတာကိုမောင်ဘလောက်ရှုံနေမှမသိဘဲနဲ့ကိုကသွားပြီးတော့မျက်နှာပြောင်တိုက်ပြီးတော့သွားပြောတာအဲ့လိုမျိုး ဖရဘေဘေကျမ်းမေနှွဲ့မောင်လေးဘသူနဲ့ရှုပ်လဲလဲနဲ့မသိဘူးဘာလို့ပြဿနာတွေရှိမှလည်းမသိဘဲနဲ့အမေမအဲ့ကောင်မလေးလည်းပြောတင်နေနော်မယူခင်နဲ့ကပြောတင်နေအမရဲ့သူတို့မဖောက်ပြန်ခင်နဲ့အမရဲ့အစမှဒီလိုမျိုးဒီလိုမျိုးနဲ့အမမောင်လေးမှာပြဿနာရှိတယ်အဲ့ဒါဆိုနွယ်ဘာလို့သူများမိဘတွေကိုသွားပြီးတော့နားဖောက်မှလဲအမရဲ့အဆက်အသွယ်လည်းမရဘူးအိမ်ကိုလည်းမဆက်သွယ်ဘူးဘသူ့ဟောမှမဆက်သွယ်ဘူးအမသူတခြားကောင်မနဲ့ပြောနေတယ်ရန်ကုန်မှာတဲ့တိတာဆိုလို့ရန်ကုန်မှာပဲတိတယ် ရန်ကုန်မှာတဲ့အခုနေတာရန်ကုန်မှာအခုနေတာရန်ကုန်မှာတဲ့เอ้สัวเมียบ้ามาไม่เปียวพุ่งสัตว์แล้วดูไม่สมกายอเมียบ้ามาไม่เปียวใส่เนี่ยเด้อ အမေရလည်းဒီကအမေရလည်းလေအခုရောင်းမစာချုပ်စာတန်းနေလေနွေရရောင်းမကိုသွားယူခိုင်းတာကိုလေအမေရမပေးဘူးအမေရလည်းပတ်စံမဲ့တယ်နည်းနည်းအမေရလည်းဘာမှမပေးချင်ဘူးနွေရောင်းမဒါနွေအိမ်မှာမလွန်ဆန်နိုင်လို့အမေရမပြောတာအမေရနွေနွေရောင်းမကိုပစ္စည်းတွေလည်းမပေးချင်ဘူးပတ်စံတွေလည်းမပေးချင်ဘူးအခုခြံစာချုပ်ကိုလည်းမပေးချင်ဘူးနွေကမပေးဥပဒေတိုင်းလုပ်မယ်ဆိုလို့ နွဲ့မေရကြတော့လေနည်းနည်းတမျိုးပဲအေးအမေကကြတော့အမေကခလေးစိတ်အမရဲ့အမေကခလေးစိတ်ဟိုရောင်းမကိုကြတော့လေရောင်းမအိမ်ဝင်တော့လေရောင်းမနမ်းမီဟိုအငယ်လေးရဲ့ကေပေးပါတယ်ဆိုလို့ရှိလို့ရှင်လေရောင်းမဘယ်အကုန်တိန်းတာဆိုတော့အမေကတိတ်မကြည့်ဘူးအမေကကြတော့ရောင်းမကိုတိတ်မကြည့်ဘူးမကြည့်ဘူးဆိုတာဒီလိုမျိုး ဟိုဘယ်လိုပြောမလဲဟိုပတ်စံနေပါတယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးရောင်းမှပဲကြိုင်တာများတယ်အဲ့နွေးအကုန်ပေးပြီးတော့ပေးပြီးတာတော့ပတ်စံဘန်ကက်ကဲရွှေတစင်စာရဲတော့ပေးပြီးပြီးချန်စာကျုပ်တော့မပေးရသေးဘူးချန်စာကျုပ်ကတော့လာယူခိုင်းထားတယ်နွေးတော့ယူခိုင်းတယ်နွေးဘာပေးလိုက်လဲဆိုတော့ပတ်စံ300ကျော် ဘယ်မှာစုရတဲ့300ကျော်300လောက်တော့ရှိတော့အဲ့လာရယ်ပြီးတော့ချင်းရွှေလုတ်ပေးထားတဲ့တဆင်စာကောင်းပါလေးကိုတင်တော့မို့တဆင်စာပြီးတော့ခြံဝယ်ထားတဲ့390တန်းခြံတကွက်ကောင်မလေးက6နှစ်9နှစ်တွဲထားတော့အခုမှလူသိရှင်ညာတွဲမှမယူဆိုတော့ကောင်မလေးအတွက်ຫນွေရကုန်ပေးလိုက်တာຫນွေရကုန်ပေးတယ်ຫນွေမအောင်ပါတော့ခုမှမပေးဘူးຫນွေအယောင်မအောင်ပဲပေးတာ အကုန်လုံးကပေးပြီးပြီးခြံစာချုပ်တစ်ခုပဲရှိတော့တယ်အဲခြံစာချုပ်တစ်ခုကတော့မောင်လေးပြန်လာလို့ရှင်လို့ရှင်အကုန်လုံးနဲ့ပေါ့နော်ဒီဘက်ကအကောင်ရောင်းမလေးဘက်ကလူကြီးတွေနဲ့အိမ်မှာသွားပြီးတော့ခြံစာချုပ်ကိုအမေကမပေးဘူးအမေကဆန်စာချုပ်ကိုမပေးဘူးအမေကခြံစာချုပ်ကိုနဲ့နဲ့ပေးခိုင်းတာတော့သူမပေးဘူးသူ့သားမရှိလို့တဲ့ရတယ်လေသူ့သားမရှိလို့သူမပေးလို့ရှင်လေ သူ့သားပြန်လာတဲ့ဒီစောင့်မယ်လေစောင့်ပြီးအဲ့ချမ်းစာချုပ်ကိုတော်တော်ဝင်အဲ့ဒါဆိုရှင်နှွဲ့အိမ်မှာလည်းနေလို့မရတော့ဘူးကိုဘက်ချမ်းမှာလည်းနေလို့မရတော့ဆိုတော့နှွဲ့မောင်လေးမှာနေစရာမရှိဘူးသူ့ရောင်မတဲ့သူ့ရဲ့ရောက်ခမအိမ်မှာသွားနေမှာပေါ့သူအခုอยู่တဲ့ရောက်ခမအိမ်မှာအင်းအစမလို့ပြောနေကြတာလက်ထဲပတ်စံကုံသွားပြီးအမစဉ်းစားကြည့်လက်ကြောမတင်းနဲ့ရောက်ခမလက်ကြောမတင်းနဲ့တမက်ကိုပဲရောက်ခမအကြီးကြီးပြုံနဲ့လက်ခံပါလေ ်အမသူ့မှာအစာအိမ်ရှိတယ်ထမင်းအမစားလို့မရဘူးထမင်းကိုအမြဲတမ်းအပြော့ချက်ပေးရတာမဲမောင်လေးမှာအစာအိမ်ရှိတယ်အစာအိမ်ဆိုတော့ခဏခဏရောင်တယ်သူ့ကိုဆေးကန်းနေခဏခဏပြရတယ်အဲ့လိုအလုပ်တွေပါလေပင်မမမလုံးနိုင်ဘူးလုပ်ပြီးလို့ရှိရင် तू အဲ့လိုမျိုးအရန်အသိရမလားခဏခဏဖြားတယ်အရန်နွဲ့မောင်လေးကနှုတ်တယ်အစာအိမ်ကမကောင်းတော့အမြဲတမ်းအိမ်မှာဆန်တမ်းမိနှစ်ယောက်ထဲတောင်တော့တမျိုးစီချက်ပေးရတာနွဲ့မောင်လေးကိုကြောက်တော့ဆန် ဆန်ကောင်းနဲ့အပြော့ပေါ့နော်အဲ့လိုမျိုးချက်ပေးရတာအပြော့အပြော့မဟုတ်ဆိုနှဲ့မောင်လေးကအစာရင်ရှိတယ်ယောဂခံရှိတယ်နှဲ့မောင်လေးကအဲ့ဒါဆိုတော့အများတန်းအကယူဆိုင်ရတယ်ထမင်းအမာတွေဘာတွေစားလို့ရှိရင်အဲ့ဒါ तू ထမင်းစားချိန်တည်းကြော်သွားပြီဆိုရင် तू ဘိုင်းအောင်တယ်အဲ့လိုမျိုးထမင်းအမာတွေစားလို့ရှိရင်လည်း तू အစာရင်ပြန်ဖြစ်တယ်အဲ့လောက်ထိနော်အဲ့ဒါကြောင့်မလို့နှဲ့မောင်လေးနှွေးရအများတန်းအရေးတကြီးကြီးနဲ့ကြည်တာအခု तू ရောက်မှအရင်ရောက်သွားပြီတဲ့နှွေးလို့လို့ဘယ်သူကယူဆိုင်မှာလဲနှွေးအမေလို့ तू ဘယ်သူကယူဆိုင်ပေးမလဲ သူတို့မြဲမဲ့ထင်းလို့လားအဲ့ဒီအိမ်တော်ကြီးကမမြဲဘူးအမအခုလောလောဆယ်သူတို့လက်ထက်မှာပတ်စံရှိတဲ့အချိန်သာသူတို့မြဲမှာအခုလောလောဆယ်သူတို့မှာပတ်စံရှိတဲ့အချိန်လေးသာသူတို့မြဲမှာမင်းတို့နှဲမောင်လေးမှာအစာရေမကောင်းတော့သူထမင်းမှာလည်းစားလို့မရဘူးအလုတ်ကျန်းလည်းမလုံးနိုင်ဘူးအဲ့ဒီလိုမျိုးလူမျိုးတခြားရောက်ခမအဲ့အခုသူယူတဲ့ရောက်ခမရောလက်ခံမဲ့ထင်လို့လားသူယူရတဲ့ကောင်မလေးရဲ့မအေတွေရော ။ तू အလုံးလုံးလို့ပတ်ဆက်ရမှသာသူ့ကိုကြည်ပြူမှာလေ။အမသူများတစိမ့်နေဘလောက်ပဲကောင်းကောင်းကို့မိသားစုကို့အမလောက်ဘယ်သူမှမကောင်းနိုင်ဘူး။ကို့အမေကို့အမလောက်သူ့ဘော်ဘယ်သူမှမကျင်နာနိုင်ဘူး။သူ့ကောင်းမှလေးကျင်နာတယ်ဆိုရင်တော့မှနှွဲလောက်မိမှာမဟုတ်ဘူး။အခုလောလောဆယ်ပတ်စံရှိတော့မလို့သူတို့ဟိုတယ်မှာနေလို့ရမယ် တဲခိုကန်းတွေမှာအေးအေးဆေးဆေးနေလို့ရမယ်ပျော်လို့ရမယ်အေးပတ်စံကုံသွားပြီဆိုရင်တော့သူတို့ဘသူမှလက်ခံမှာမဟုတ်သူလည်းအလုံးမလုံးဖဲနဲ့ဘသူကဘယ်ရောက်ခမသမက်ကိုတင်ကျွေးထားမှာလဲအိမ်မှာဖူးဖူးမဟုတ်ပြီးတော့ဘာလုံးမှမလုံးနိုင်ရေပုံးတော့မစွဲနိုင်ဘူးเนาะယောက်ျားလေးအသက်24နှစ်ရေပုံးတော့မမနိုင်ဘူးတမင်းရင်တော့တိတ်မချက်တတ်ဘူးအဲ့ဒါလိုလူမျိုးကိုဘသူက ဘယ်ရောက်ခမလက်ခံမလဲတော့နွယ်လည်းမသိဘူးဘယ်တော့ကြာမလဲတော့မသိဘူးပြဿနာကုံလို့ရှိရင်တို့ပြင်လာမှာပဲဘယ်ရစင်ကဘူးမပြောင်းမပြောင်းရတာ ဘက်ကကောင်မလေးရလက်ထင်မှာပေါ့မောင်လေးရအချင်းနေကြီးတယ်အင်းတပတ်မင်းကလေးကိုလည်းအပြစ်မပြောပါဘူးကိုမောင်လေးမကောင်းလို့ဟိုဘက်မင်းကလေးကိုလည်းအပြစ်တော့မပြောချင်တော့ပါဘူးဘာလို့ကိုမောင်မကောင်းလို့လေဘလောက်ပဲချန်ခုံဝအမရဲ့ကိုချစ်တဲ့လူတော်တစ္ဆာဖောက်တယ်ဆိုတော့ကငွေက ဖယ်မရှိတော့နွယ်တို့မှအဖယ်မရှိဘူးအခုနွယ်နွယ်တို့နွယ်သဘောတူတဲ့ကောင်မလေးမှလည်းဖယ်ရင်မရှိဘူးအမေတယောက်တည်းနွယ်တို့ကလည်းမေတယောက်တည်းသူတို့ကလည်းမောင်နှမနှစ်ယောက်နွယ်တို့ကလည်းမောင်နှမနှစ်ယောက်ဘလောက်ပဲချစ်တယ်ပြောပြောငွေမရှိလို့ရှိရင်အချစ်အကြာရှည်မခံဘူးပိုးစောတာဘောကြောနေဘောကြောစားတယ်အဲ့လိုလူမျိုးလူလူအဲ့လိုလူကအိမ်တော်ရဲ့ကိုမြဲမဲ့ထင်သောလားနွယ်တော့မထင်ဘူးခဏလေးနဲ့ကွဲမှာပဲလောင်းရဲတယ် နှွဲအကူညီရလည်းမပါတော့နှွဲထောက်ပံ့ခြင်းလည်းမရှိဘူး။သူလည်းအလုံးမလုံးနိုင်ဘူး။ဘယ်ရောက်ခမောသဘောတူမှလည်းနှွဲအိမ်မှလည်းပြန်နေလို့မရဘူးလေ။တဲ့လေမိန်းကလေးလက်စုံမပြောပါဘူး။အဓိကသူမကောင်းလို့လေ။မလေးနွေးတော်မှာငါယူခြင်းနဲ့လူယူမယ်ယူလေးပါဖြစ်ဘူးကိုယူခြင်းနဲ့လူယူကိုလန်းကိုလျှောက်လေနော်မလေးနွေးတော်မှာလည်းငါယူခြင်းနဲ့လူယူမယ်တဲ့ နေလာမပြောနဲ့တဲ့မနေ့တနေ့ကနော်မနေ့ကပြောတာနော်ဖုန်းထဲမှာငါယူကျင်တဲ့လူယူမယ်ဟဲတဲ့ဟဲ့ဒေါသထွက်လိုက်တာလေနွဲ့မောင်သူယူကျင်တဲ့လူယူမယ်တဲ့ရတယ်ယူလေယူနွဲ့ကဘာမှမပြောယူစိတ်ကြိုက်ယူ အချိန်တန်လို့ရှင်သူတိလိုက်မယ်ဘာမှမရှိတော့တဲ့တစ်ချိန်ကြာအမပတ်စံ3100နဲ့ဆိုတော့ခဏလေးရဲ့၃လိုင်းကုန်သွားတာအမောင်ရင်မောင်ရင်အမေတဖင်ထဲထွက်ထားတဲ့မောင်အရင်အဲ့ဒါတော့ဝမ်းကွဲမုံမောင်အရင်အရင်တော့မဖေရောမေရောတူပြီးတော့မွေးထားတဲ့မောင်အရင်